အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီသတင်းကတော့စစ်ကောင်စီရဲ့ drone တိုက်ခိုက်မှုတွေဟာအခုနောက်ပိုင်းမှာဘယ်လောက်ထိစိုးရိမ်စရာဖြစ်လာပြီလဲဆိုတဲ့သတင်းကောင်းစင်ပဲဖြစ်ပါတယ် အခုရပိုင်းအတွင်းမှာတော့လိုင်ဇာမြို့အနီးမှာရှိတဲ့ KIA ရဲ့တက်စကန်ကုန်းတွေကိုစစ်ကောင်စီဘက်ကအသေးခံ drone လို့ခေါ်တဲ့ suicide drone တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်လာကြောင်းကို KIA ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူကပြောဆိုခဲ့ပါတယ်။ KIA အနေနဲ့တရုတ်နိုင်ငံကထုတ်လုပ်တဲ့ဂျမ်မာများကိုအသုံးပြုထားတော်လဲပဲစစ်ကောင်စီရဲ့ drone များကိုဂျမ်းမင်းလုံနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့အချို့စခန်းကုန်းတွေကိုထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရတယ်လို့လည်းပြောဆိုထားတာသိရပါတယ်။လိုင်ဇာမြို့အနီးမှာရှိတဲ့ခန်းဆဲစခန်းကုန်းတွေကိုတိုက်ခိုက်ခံလာရတဲ့အတွက်ကြောင့်မို့လို့ KI ရဲ့မိသားစုဝင်တွေအခြေပြုနေထိုင်ကြတဲ့လိုင်ဇာနဲ့မိုင်းကြရင်မြို့ပေါ်ကိုလည်းအလားတူတိုက်ခိုက်ခံရနိုင်တယ်လို့ဒေသခံတွေဆိုရင်ကြောက်ကြမှုပဲ။ မြင့်တက်လာပါတယ်။ဒရုန်းစစ်စင်ရေးတွေမှာတိတိသားသားအားကောင်းလာတဲ့စစ်ကောင်စီရဲ့စစ်မြင့်ဒရုန်းတွေကြောင်းလို့ဗမော်စစ်မြေပြင်မှာထိခိုက်ကြဆုံးမှုတွေများပြားနေတယ်လို့ပဲ။ KIA ရဲ့ပုတ်ချုပ်ရေးရုံးများအခြေပြုထားတဲ့လိုင်ဇာနဲ့မိုင်းကြားရမြို့တွေကိုလည်းမကြမီတိုက်ခိုက်လာနိုင်ကြောင်းစစ်ကောင်စီလော်ဘီတွေကသတင်းဖြန့်ဝေလျက်ရှိပါတယ်ခင်ဗျာ။အခုနောက်ပိုင်းဒရုန်းနှိပညာမှာတိတိသားသားတူတက်လာတဲ့အဓိကအကြောင်းရင်းတစ်ရက်ကတော့ရုရှားနိုင်ငံရဲ့ထောက်ပံ့ပေးမှုတွေကြောင်းလို့လည်းသိရပါတယ်ခင်ဗျာ။ နောက်တစ်ချက်ကတော့အခုနောက်ပိုင်းတက်မတော်အသုံးပြုလာတဲ့ drone နေရာဆိုရင်ဖြင့်ကီလိုမီတာကွာဝေးအများကြီးရရှိလာတယ်လို့လည်းသိရပါတယ်ခင်ဗျအခုလိုနားဆင်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်